ရှားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါဒီနေ့လေကျွန်တော်တို့မျှော်လင့်တော်အရာကိုမျက်မှောက်ပြုခြင်းဆိုနောက်ဆုံး episode ပေါ့နော်ဆို7ကိုကျွန်တော်ဒီနေ့အတူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတာဆို according to overall ဆာဒုတိယဆောင်ခန်းကြီး9ငယ်9မှာတမန်တော်ကြီးရှင်ပေါ်လူက according to မြို့မှာရှိတဲ့သူတွေကိုဘာပြောလဲဆိုတော့မျက်မှောက်မမြင်ပဲ ယုံကြည်မျှော်လင့်ခြင်းရှိသည့်တိုင်ငါတို့သည်ကျင့်ဆောင်ပြုမှုသည်ဖြစ်၍ဆိုတော့သူမျက်မှောက်ဆိုအခုလက်ရှိအချိန်นี่ဒါတွေကမမြင်ရပါဘူးဒါပေမဲ့အဲ့ဒီအရာပေါ်မှာယုံနဲ့မျှော်လင့်တယ်မျှော်လင့်နေဆိုရဲအဲ့ဒါကို तू ကစိတ်ထဲမှာဆွဲလန်းတယ်မမြင်ရဘူးစိတ်ထဲမှာဆွဲလန်းပြီးတော့မှ အဲ့ဒီအတွက်ကိုသူဘာလုပ်လဲဆိုလို့ရှင်ကျင့်ဆောင်ပြုမှုတွေသူဘယ်လိုပြောလဲကျင့်ဆောင်ပြုမှုတွေဆိုတာကြတော့အာအချင်းချင်းနေပေါ့ဗျာပြောရမယ်ဆိုလို့ရှင်ဘာချင်းချင်းလဲဆိုလို့ရှင်ဒါရှင်းပါတယ်သခင်ရှုမှားခဲ့တဲ့အရာတွေကိုသူလက်တွေ့လှုပ်ဆောင်ပြီးတော့မှတမန်တော်ရှင်ပေါ်လို့ကတန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြတဲ့အတိုင်းသူကသွားတယ်လှုပ်ဆောင်တဲ့သူဖြစ်တယ်เนาะဒါကိုသူကကောင်းကောင်း ဟိုဝင်းညင်တို့ရဲ့ထိန်ချောင်ပြည့်ပြင်ခြင်းနောက်ကိုသွားပြီးတော့မှပြောဒီစာရီရေးတာကလည်းတကယ်ဝင်းညင်တို့ကနေပြီးတော့မှသူ့ထိန်ချုပ်ပြီးတော့မှရေးစီတယ်။ဒါဖခင်ရဲ့အလိုတော်တွေပဲဆိုတော့ဟိုတွေ့ရအဲ့မှာ သူဆက်ပြောတာကုခန္ဓာနဲ့ကွာဝေးရာအရက်သူသွား၍သခင်ဖျားထံတော်၌နေမြဲနေခြင်းကအလိုရှိလျက်ရဲ့ရင်သောစိတ်နဲ့ပြည့်စုံကြ යි ဒီကိုခန္ဓာနဲ့ကွာဝေးရရက် ဆိုတော့အရှိမှာဒီကိုရီတိုရဆိုတာဒုတိယဆောင်ခန်းကြီးငါအငယ်ရှေ့မှာကြတော့ဘာအကြောင်းပြောထားလဲဆိုတော့ငါတဲ့ဒီယာယီတဲလို့သူပြောဒီခန္ဓာကိုယ်ပေါ့ခန္ဓာကိုယ်ကချက်စီးတက်တယ်ပေါ့ခန္ဓာကိုယ်ဆိုတာဘယ်တော့မှဟိုမြေတန်းတည်မဲ့ရာမဟုတ်ဘူးဆိုတော့သူကသင်္ခါရသဘောဖြစ်တယ်ဆိုတော့ပျက်စီးလာဖြည်း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 နဲ့ explore ဖြစ်လာတာပေါ့နော်ဒါမျိုးတွေ့ရတယ် တော့ဒီယူရင်းပျက်စီးတဲ့အထဲမှာတကယ်လူကရှိနေတယ်။ဆိုတော့နံဝိညာဉ်ဆိုတဲ့လူကဒီအထဲမှာရှိနေရတယ်။ဒါကြောင့်လေဒီခန္ဓာကိုယ်တွေကနေဒီနံဝိညာဉ်ထွက်သွားတယ်ဆိုလို့ရှိရင်ဆိုတော့ဒါကွာဝေးရရဲ့ဒီခန္ဓာကိုယ်နဲ့ကွာဝေးရရဲ့ဆိုတာဖျားရှိတဲ့နေရာမှာနေရမယ်ဆိုတော့ဒါလေးကိုလေချက်ကြည့်ခြင်း။ဆိုတော့နှစ်ကောင်းကဒီမှာဤတဲ့၌ နေသောငါတို့သည်လေးသောဝန်ကိုထမ်း၍ညီးတွားညီးတန်းကြ၏ဆိုတော့ဣတဲဆိုတာတကယ်တော့ဒီကျွန်တော်ခုခံနိုင်ပြီးပြောတာဒီထဲမှာနေပြီးတော့မှဘာဖြစ်နေလဲဆိုလို့ရှိရင်လေးသောဝန်ကိုထမ်းပြီးတော့မှညီးတွားညီးတန်းတယ်ဆိုတော့တော့ဘာလောကထဲမှာရှိနေတဲ့အခါမှာ तू ကညီးတွားနေတယ်သူ့အတွက်ဘာဖြစ်နေလဲဆိုတော့ဝန်လည်းရှိနေတယ်ပေါ့နော် လေးနေတယ်သူ့အတွက်ကြီးရအဲ့လိုမျိုးဖြစ်နေဘာဘာဘာဆက်ပြောလဲဆိုတော့နေရာတွေကထွက်ချင်သောကြောင့်ညီးတွားသည်မဟုတ်တော့ဒီထဲနေမြင်မြန်ထွက်ချင်ပြီမြန်မြန်တော့ဗျာမြန်မြန်သေးချင်ပြီအဲ့လိုမျိုးပြောချင်တာမဟုတ်ပါဘူးတဲ့တည်တက်သောအရာကိုအသက်ရှင်ခြင်း၌ဆုံးရှုံးစေခြင်းကမြေသောနေရာတွေသို့ဝင်စားခြင်းသောကြောင့်ညီးတွား၏ဆိုတော့တဘော

အခုမျက်မှောက်မမြင်ရအောင်ဒါမဲ့ငါတို့ယုံကြည်မျှော်လင့်ပြီးကျင့်ဆောင်ပြုနေတယ်ဆိုတော့သူကဘာပါလာလဲဆိုတော့ action ပါလာတယ်ဒါဆိုလို့ရှိရင်ဒါကဘာကိုပြောနေတာလဲဆိုလို့ရှိရင်အောက်မှာဆက်ကြည့်သွားတဲ့အခါမှာအဲ့ဒါလေးကိုတွေ့ရတယ်အငယ်6မှာ6:30ကိုဖတ်ချင်တယ်ထို့ကြောင့်ငါတို့ဒီနေမြဲအရက်၌နေသည်ဖြစ်စီကွာဝေးရအရက်၌နေသည်ဖြစ်စီသခင်ပြန်နှစ်သက်တော်မူသောသူ ဖြစ်ခြင်းကစေတနာစိတ်နဲ့ကြိုးစားအားထုတ်ကြ යි ။တဘောကနေမည်နေရာအရက်ဆိုတော့ကျွန်တော်အမြဲတမ်းနေရမယ့်နေရာကကောင်းကင်နိုင်ငံ။အဲ့မှာဘာလို့ရှိလဲဆိုတော့သခင်ယေရှုရှိတယ်။အဲ့ဒီသခင်ယေရှုနဲ့အတူတူနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီလောကမှာ तू နဲ့ဝေးနေတယ်ပေါ့။တို့ကလူမျိုးပြောကြတယ်မြေကြီးမှာနေတဲ့အချိန်မှာဖြစ်ဘလို့ तू အမြဲတမ်း လှုပ်ဆောင်နေလေဆိုလို့ရှိရင်သခင်ပြားနှစ်သက်တော်မူသောသူဖြစ်ခြင်းကစေတနာစိတ်နဲ့ကြိုးစားအားထုတ်ကြရည်ဆိုတာဆိုတော့သခင်ယေရှုစိတ်ကြည်နဲ့အောင်သူအမြဲတမ်းကြိုးစားအသက်ရှင်နေတော့ဘာဖြစ်လို့လဲဆိုတော့အပေါ်မှာပြောထားတယ် तू ယုံကြည်မျှိုးလင့်တဲ့အရာရှိနေလို့အဲ့ဒါအငဲတစ်စင်းမှာကောင်းကောင်းတွေ့ရတယ်အเจ้าမူကငါတို့ရှိသည်မြတ်သည် ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအဖြစ်ကိုအတီးသည်ခံခြင်းကခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရကြမည်။အဲဆိုတော့ဒါရှင်းရှင်းလင်းလင်းဖြစ်သွားပြီ။ဘာဖြစ်လို့ငါအဲ့လိုသခင်ယေရှုနှစ်သက်အောင်ငါလောကမှာအသက်ရှင်နေရလဲ။သခင်ယေရှုနှစ်သက်တဲ့အရာတွေငါလှုပ်ဆောင်နေရလဲဆိုလို့ရှိရင်ငါကကောင်းကင်ရောက်လို့ရှိရင် ခရစ်တော်ရဲ့တရားပလင်ဆိုတာရှိရဲ့တဲ့အဲ့ဒီခရစ်တော်ရဲ့တရားပလင်ဆိုတာမယုံကြည်သူနဲ့လုံးဝမသက်ဆိုင်ဘူးသခင်ယေရှုကိုယုံကြည်တဲ့သူတွေကိုတရားစီရင်မယ့်အရာဖြစ်တယ် judgment seat of christ ခရစ်တော်ရဲ့တရားပလင်ဆိုအဲ့ဒါကဒီကိုခန္ဓာမှာကျင့်တဲ့အကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအဖြစ်ကိုဆက်ပေးရမှာ ဆိုတော့ဒါဆိုကိုခန္ဓာနဲ့ခြင်းနဲ့အခြင်းဆိုတော့ကျွန်တော်တို့လောကမှာအသက်ရှင်နေတာစကောင်းပြင်သွားဖို့အတွက်ကျွန်တော်လောကမှာဖျားနှစ်တဲ့အောင်အသက်ရှင်နေတာမဟုတ်ဘူးမကောင်းပြင်သွားဖို့အတွက်ကသခင်ယေရှုကျွန်တော်ပြည့်တဲ့လောကထဲမှာအတီခံနေတကြူချင်းကိုခံပြီးတော့မှကျန်းစာလာတဲ့အတိုင်းသုံးရမြောက်တဲ့နေမှာရှင်ပြန်ထမြောက်တယ်ဆိုတော့ယုံလို့ရှိရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံလို့ရသွားမဲ့သူတွေဖြစ်တယ် တန်ရှင်သောဝိညာဉ်တော်တခါတည်းတစိမ့်ခတ်ပေးလိုက်တယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ဂျေဇုတော် grace အခုကကြတော့ဘာလို့ပြောလဲဆိုလို့ရှိရင်ကိုခန္ဓာ၌ကျင့်တော်အကျင့်ကောင်းမကောင်းရှိသည့်အတိုင်းဆိုတာ။ဆိုဖခင်လူတော်နဲ့မညီတဲ့အရာတွေကျင့်တာကိုမကောင်းလို့ပြောတာ။ကျွန်တော်လူ idea မဟုတ်နော်။လူတွေရဲ့ပေတယ်မဟုတ်ဘူးနော်။ခရစ်တော်ရဲ့ပေတယ်။ပြီးတော့ကောင်းနေဆိုတာကြတော့ တမတရားနှုတ်ကပတ်တော်နဲ့ညီအသက်ရှင်ပြောမယ်စဉ်းစားမယ်လှုပ်ဆောင်တဲ့အရာအကုန်လုံးကဒါခရစ်တော်နှစ်သက်တဲ့အရာဖြစ်တယ်။ဆိုဘာဖြစ်လာမလဲအကျိုးအပြစ်ဒါဆိုလို့ရှိရင်ကောင်းငင်ရောက်လို့ရှိရင်ကျွန်တော်တို့အကျိုးနဲ့အပြစ်ခံရစရာအကြောင်းရှိတယ်ဆိုတဲ့အရာကမန်တော်ကြီးရှင်ပေါလုကပြောပြထားတယ်ဆိုတာတွေ့ရတယ်။ဆိုတော့ တမန်တော်ကြီးရှင်ဘောလို့သူ့ idea နဲ့ပြောတာလားဆိုတော့မဟုတ်ဘူးဗျ။တသခင်ယေရှုဒါမသေ25မှာပြောတဲ့ဥပမာအရဆိုလို့ရှင်လေ။ဒါကိုကျွန်တော်တို့အဲ့ဒီတိုင်နားလည်နိုင်တယ်။ဆိုဥပမာတော်တွေကကြတော့ကျွန်တော်တို့အတိအကျကြီးဟိုပြောလို့မရဘူး။ဒါပေမဲ့ဒါကဘာကိုရည်ရွယ်ပြီးပြောတာလဲ။ဘာဖြစ်စီခြင်းနဲ့ဆန္ဒနဲ့ပြောတာလဲဆိုတာတော့ကျွန်တော်တို့ဒါတော့ဟို ဒါသွန်သင်တဲ့အရာလူနားလဲအောင်ဥပမာပြပြီးပြောတဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်နာခံလိုက်ရှောက်ဖို့လို့ရှိတယ်။ဆိုမှတဲ့ကံကြီး25မှာဒီအကြောင်းအရာလေးကိုပြောထားတာရှိတယ်။ဒါကြောင့်ကျွန်တော်သိမိသားပါ။ဆိုတော့ဒီသခင်တယောက်ကပေါ့နောက်ခွက်90ခွက်20ခွက်30တော့ငွေသားတွေသူပြီးခဲ့ပြီးတော့မှခီးထွက်သွားတယ် ပြန်လာတဲ့အခါမှာခွန်50မှပြေးပြီးတော့မှသူကဂျာမန်သူဒီအခွန်50ကိုရင်းနှီးမြုပ်နိုင်ပြီးလှုပ်ဆောင်တဲ့အခါမှာခွန်50တိုးတယ်အခွန်20သမားကလည်းအခွန်20တိုးတယ်အခွန်20သမားကကြတော့မတိုးတော့ဒီဥပမာဘာနဲ့ဆိုင်လဲဆိုတော့လှုပ်ဆောင်တဲ့အရာနဲ့ဆိုင်တယ်အခဲတဲ့အရာကိုတိုးပွားစီခြင်း ဒီဥပမာရဲ့ဆိုလိုရင်းကတိုးပွားဖို့အတွက်ဖះအလိုရှိတယ်။ဒါကိုပြောချင်တာပါ။ဆိုတော့တိုးပွားဖို့အတွက်ဆိုလို့ရှိရင်ဘာတိုးပွားဖို့လိုလဲ။ဒါကိုကျွန်တော်တို့ခုနပြောတဲ့အခါမှာအခုနကတမန်တော်ရှင်ပေါ်လူပြောတဲ့အရာနဲ့ဆိုလို့ရှိရင်လောကမှာဖះသခင်အလိုတော်နဲ့ညီအသက်ရှင်တဲ့ကောင်းတဲ့အကျင့်တမန်တော်အတိုင်းကျင့်တဲ့အကျင့်အဲ့ဒါတိုးပွားရမယ်။ ိုးပွားတယ်ဆိုလို့ရှိရင်ခုနအကျိုးအပြစ်လို့ပြောတဲ့အတွက်တိုးပွားရင်မရှိလဲဆိုတော့ကျွန်တော်တို့အတွက်အကျိုးရှိကောင်းကင်မှာအကျိုးရှိဆိုတော့ဒီကျန်းစာထဲမှာလည်းဆုကြီးရှိဒါဟုတ်ရင်တော့ကျွန်တော်ဝင်ငှဘူးလေတရဖူ၅မျိုးဆိုတဲ့ဥစ္စာနော် crown ၅မျိုးရှိတယ်ဆိုတဲ့ဥစ္စာလေးပြောပြဘူးလေထားလိုက်ပါတော့ဒါကဆိုပြောချင်တာကတိုးပွားရမယ်အခွင့်တစေသမားကြတော့ဘာဖြစ်လဲဆိုမတိုးပွားဘူး တော်မြေကြီးတွေမှာမြုပ်ထားတယ်ဆိုတော့အဲ့ဒီမတိုးပွားရတဲ့အကြောင်းရင်းကိုသခင်ကစိတ်ဆိုးတယ်ဒဏ်ပေးတယ်ဆိုတာဒါကိုတွေ့ရတယ်ဆိုတော့ဒါကဘာလို့ရတော့မလဲဆိုလို့ရှိရင်ကျွန်တော်အသက်တာထဲမှာကျွန်တော်ဘာကိုယုံလဲကျွန်တော်မြုံလိမ့်ပြီးမျက်မှောက်ပြုတဲ့အရာဘာလဲဆိုအဲ့ဒါယုံကြည်သူရဲ့ပန်းနိုင်အဲ့ကျွန်တော်ရဲ့ပန်းနိုင်ခရစ်တော်တရားပြင်ဆိုတာ ျွန်တော်ရဲ့ပန်းနိုင်တယ်ကျွန်တော်လောကမှာတစ်သက်လုံးအသက်ရှင်သွားတဲ့အရာရဲ့ပန်းနိုင်တယ်အဲ့ခရစ်တော်တရားပြင်မယ်ယုံကြည်သူတိုင်းတော့မယုံကြည်သူနဲ့လုံးဝမသက်ဆိုင်ဘူးအဲ့ဒီခရစ်တော်ရဲ့တရားပြင်မှာကျွန်တော်ကအကျိုးကိုခံရမဲ့သူတွေလားအပြစ်ကိုခံရမဲ့သူတွေလားအဲ့ဒီမှာဖာငါကွေးတော့မှာအဲ့ဒီမှာတာရုတစ္ဆာရှိတော့ငေသားကောင်းနဲ့ဆိုးညစ်တော့ငေသားဆိုပြီးတော့မှကျွန်တော်ခွဲခံရတယ် အယုံကြည်သူတွေဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်အဲ့ဒီခရစ်တော်တရားပလင်မှာကျွန်တော်တို့ဒီအကျိုးကိုရမဲ့သူသုတရဖူကိုရမဲ့သူတွေဖြစ်မျော်လင့်ပြီးမျက်မှောက်ပြုရမယ်။အဲ့ဒီမျော်လင့်ပြီးမျက်မှောက်ပြုတဲ့အတိုင်းကျွန်တော်ကအသက်ရှင်ရမယ်။ဒါကြောင့်ခုနှစ်ကောငါခုနှစ်မှာငါတို့ဒီယုံကြည်မျော်လင့်ခြင်းရှိသည့်အတိုင်းချစ်ဆောင်ပြုမှုသည် ဖြစ်၍သခင်ပြန်နှစ်သက်တော်မူသောအကျင့်ကိုကျင့်တော်သူဖြစ်တယ်ကျွန်တော်ယုံကြည်သူဖြစ်တဲ့အခါမှာကောင်းကင်သွားဖို့ဘာမှထက်လို့ရှာမလို့တော့အေးအဲ့ဒီကောင်းကင်ရောက်လို့ရှင်ဖျားပေးမဲ့ထာဝရကာလတည်မဲ့အကျိုးကိုရဖို့အတွက်တော့ကျွန်တော်လောကမှာသခင်ပြန်နှစ်သက်တဲ့အကျင့်ကိုကျင့်ရမယ်အဲ့ဒါကျွန်တော်တို့မျှော်လင့်ပြီးမျက်မှောက်ပြုရတဲ့အရာပဲ ကောင်းငင်ကစုကျွန်တော်မမြင်ရပါဘူး။ဒါပေမဲ့ကျွန်တော်သိမှတ်ပြီးတော့မှဆွဲလန်းရမယ်အဲ့ဒါကျွန်တော်တို့။ဘာကြောင့်လဲဆိုဒါသည်ကျွန်တော်ရဲ့ပန်းတိုင်းကျွန်တော်လောကမှာအသက်ရှင်နေခရိယံယုံကြည်သူတယောက်အသက်ရှင်ခြင်းရဲ့ပန်းတိုင်းရလက်ကအဲ့ဒီမှာသွားပေါ်မှာ။ဒါကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ကိုရိန္သုအိုရာစာတောင်ထဲမှာပဲဒါလေးကိုကျွန်တော်ထပ်ပြီးတော့မှနည်းနည်းလေးကြည့်တဲ့အခါမှာ တစ်ကော၃ဒါလေးသူကဥမာလေးပြီးပြီးတော့မှပြောထားတယ်အငယ်၁၁ကနေ၁၅အထိမှာဒါလေးကိုကျွန်တော်အတူကဆင်ခြင်ရအောင်အကြောင်းမူကယေရှုခရစ်တည်းဟူသောခြားလျက်ရှိသောတက်မြင့်မှတပါအခြားသောတက်မြင့်ကိုအဘယ်သူများမချနိုင်ဥမာလေးပြီးပြီးတော့မှတမန်တော်ရှင်ဘုလို့ကပြောပြထားတယ် foundation ုံမြင့်ဒါတော့ခရစ်တိုဆိုတဲ့အုံမြင့်ပုံမှာပဲရက်တည်ရမယ်ဒါကခုနပြောတဲ့ခရစ်တိုကျွန်တော်တို့အဖြစ်အတွက်လောကကားထဲမှာအသီးခံနေတဂျူချင်းကိုခံပြီးကျန်းစာလာတဲ့အတိုင်းသုံးရမြောက်တဲ့နေမှာရှင်ပြန်ထမြောက်တယ်ဒါကိုယုံလို့ရှင်အဲ့ဒီခရစ်တိုဆိုတဲ့တိုက်မြင့်ရဲ့အပေါ်မှာကျွန်တော်တို့တွေကအသက်ရှင်နေလောကမှာပေါ့နော်အသက်ရှင်နေဆိုတော့ဆက်နှစ်ကိုရောက်တဲ့ထိုတိုက်မြင့်အပေါ်၌ ရွှေငွေကြောက်ကောင်းတက်တာမြက်ပင်ကောက်ယူများကိုထက်ဆင်း၍တိဆောက်တော်သူရှိသည်မြတ်။ဩသူထပ်ပြောပြန်ပြီ။အဲ့ဒီတိုင်းမြင့်ဆိုရက်ခရစ်တိုရဲ့အပေါ်မှာထပ်ပြီးတော့မှတိဆောက်တယ်။နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အသက်တာကအခုနကျွန်တော်တို့ပြောရက်ခရစ်တိုနှစ်သက်အောင်တက်ရှင်တဲ့ခရစ်တိုရဲ့တရားပလင်ရှိမှာ ကျွန်တော်တို့ကအကျိုးကိုရမဲ့သူများဖြစ်ဖို့အတွက်ကျွန်တော်တို့ကိုကျွန်တော်တို့တိဆောက်ပြီးတော့မှအသက်ရှင်သွားတယ်။နောက်တစ်ခုကကျွန်တော်တို့ကိုကျွန်တော်တို့တိဆောက်တယ်လို့တပါးသူကိုလည်းကျွန်တော်တိဆောက်ပေးဖို့လိုတယ်။ကျွန်တော်နဲ့တက်ဆိုင်တဲ့ထိတွေ့ပတ်သက်နေတဲ့ယုံကြည်သူများကျွန်တော်ရဲ့သားသမီးတွေကျွန်တော်ရဲ့မြေးတွေမြစ်တွေကျွန်တော်နဲ့ပတ်သက်တဲ့တူတူမတွေကျွန်တော်နဲ့ထိတွေ့နေတဲ့ ညီကိုမောင်နှမတွေကျွန်တော်ဘာလုပ်ပေးရမလဲတိဆောက်ပေးရမလဲကိုယ်တိုင်လည်းတိဆောက်မယ်သူတပါးကိုလည်းကျွန်တော်တို့ကတိဆောက်ပေးတဲ့သူတွေဖြစ်ရမယ်အဲ့ဒီလိုတိဆောက်တဲ့အချိန်မှာသူပြောထားတဲ့ဘာ ड़ी ပါသွားလဲဆိုတော့ထက်ထက်ထက်ပြီးတော့မှတိဆောက်သွားတဲ့အရာတွေကိုတွေ့ရတယ်။ဘာလဲဆိုတော့ရွှေငွေကြောက်ကောင်းတစ်တာမြက်ပင်ကောက်ယူအဲ့ဒါတွေနဲ့တိဆောက်သွားတယ်။ဒါအကြောင်းရှိရ သူပြောပြတာအတီးသီးလောက်တော့အလုတ်ဒီထင်ရှားလိုက်မည်အဘယ်သို့နည်းဟုမူကပေါ်ပြချိန်နေ့ရက်ဒီမိအားဖြင့်ထင်ရှားလိုက်မည်လူတိုင်းလောက်တော့အလုတ်ဒီအဘယ်သို့သောအလုတ်ဖြစ်ဒီကိုမိသည်စစ်ကြောလိုက်မည်ဒါတိချစဉ်းစားရင်စက်သိမ့်ထားကြရကောင်းတယ်နော်ကျွန်တော်တို့ညီကြီးပေါ်မှာအတီးသီးလောက်တဲ့အလုတ်တွေရတယ် ထင်ရှားမယ်တဲ့ဘယ်မှာလဲအဲ့ဒီခရစ်တော်ရဲ့တရားပလင်ရှိမှာထင်ရှားမယ်တဲ့ပေါ်ပြချိန်နေ့ရက်အဲ့ဒီနေ့ကြလို့ရှိရင်အကုန်လုံးပေါ်မှာအဲ့ဒီနေ့ရက်ကအကုန်လုံးပေါ်ထုံမှာဘာနဲ့ပေါ်မလဲဘာနဲ့စစ်မလဲဆိုတော့တဲ့မီးနဲ့စစ်ချမယ်ဘဒူလေအကျဉ်သူရဲ့အလုတ်ဆိုတာယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့အလုတ်ကို စစ်ချတော့မယ်လောကမှာသင်ဘလို့အသက်ရှင်ခဲ့လဲဖယားသခင်ရဲ့အလိုတော်နဲ့ညီသင်အသက်ရှင်ခဲ့လားသင်စိတ်ကြိုက်သင်အသက်ရှင်ခဲ့လားဖယားရဲ့မကြိုက်တဲ့အပြစ်ဒုစရိုက်တွေကြားထဲမှာသင်အသက်ရှင်ခဲ့သလားအဲ့ဒီနေ့ကျရင်အကုန်မီးနဲ့စစ်ချလိုက်မယ်အခုတော့ကျွန်တော်တို့ထက်စင်ပြီးတိဆောက်သွားတဲ့ရွှေငွေကြောက်ကောင်းတစ်တာမြက်ပင်ကောက်ရိုးအဲ့ဒါတွေဘာလို့မှလဲမီးနဲ့စစ်ချမယ်လို့ပြောတာ ဆိုတော့ထိုတက်မြေပေါ်၌ထက်ဆင်းရင်တိဆောက်တော့အကျဉ်သူ၏အလုတ်သည်ငဲဤထိုးသူသည်အကျိုးကိုခံရလိမ့်မည်မိင်းနဲ့ဆက်လိုက်ပြီဆိုလို့ရှိရင်တဲ့လောင်ကျွမ်းသွားမယ့်အရာတွေကအကုန်လုံးမတင်နေတော့မမှတ်ထားအောင်အဲ့ဒါတွေကမယူထားအောင်ဖေယားတင်ကြံခဲ့တဲ့ဥစ္စာတွေကိုပဲယူမယ်ကျွန်တော် ဒီထဲမှာဥမာထဲမှာရွှေရဲ့ငွေရဲ့ကြောက်ကောင်းရဲ့ဒါတွေကမီးနဲ့ရှိုးလိုက်လို့ရှိရင်ရွှေကအယီအယီပျော်သွားမယ်ငွေကအယီပျော်သွားမယ်ကြောက်ကတော့အစကတည်းကမီးထက်တောင်ပို့ပြီးမှမြင့်နေဒီအပူဒဏ်ကိုသူကခံနိုင်ပြီးသားဆိုတော့ကြမ်းမယ်တစ်သားကောက်ယိုးမျက်ချောက်အဲ့ဒါဒီအကုန်လုံးလောင်သွားမှာဆိုတော့ဒါတော့ဥပမာပြောတာဖြစ်တဲ့အတွက်လောင်မဲ့အရာဒီကျောင်းတက်တာတိုင်းမှာကြံခဲ့မှာမဟုတ် တင်ကြံနေတဲ့အရာတွေကတကယ်ပဲအဲ့ဒီသာရကာလာထီအကျိုးကိုခံရမယ့်အရာဖြစ်တယ်ဆိုတာတွေ့ရတယ်။၁၅ရောက်သွားတဲ့ကအချင်းသူအလုတ်ဒီကျွမ်းလာထိုးသူဒီအရှုံးခံရလိမ့်မယ်။သို့တော်လေမီးနစ်လွတ်တဲ့ကဲ့သို့သူဒီကေတင်ခြင်းတို့ရောက်လိမ့်မယ်။ကေတင်ခြင်းဆိုရယ်ယေရှုကိုကေတင်ပါရှိပြီးယုံကြည်လက်ခံတဲ့ဖခင်သားသမီးဖြစ်ချင်းရတော့ကျွန်တော်တို့ ဘာမှပျက်စီးဆုံးရှုံးရအောင်မရှိငရဲပြန်ကျစရာအကြောင်းမရှိဒါပေမဲ့အကျဉ်သူသည်ရှုံးမယ်လို့ပြောတာအဲ့ဒီကောင်းကင်မှာဖျားပေးမဲ့အကျိုးဖျားပေးမဲ့သုတရဖို့မရခြင်းဟာကျွန်တော်တို့သာဝရကာလဆုံးရှုံးမျက်နာခြင်းဖြစ်တယ်ဆိုတော့တွေ့ရအရင်ဝန်းနေစရာကောင်းမယ်ယာဆိုတဖက်ကကျွန်တော်ငရေမကြသွားလို့ခရစ်တော်ကကျွန်တော်မျက်ရည်ရှိမြောက်တုတ်ပြီးဝမ်းမြောက်ခြင်းဟာ တစ်ဖက်မှာရှိတယ်ဒါပေမဲ့သူများတွေစုရတဲ့အချိန်မှာသူများတွေအကျိုးခံရတဲ့အချိန်မှာကျွန်တော်တို့အကျိုးမခံရဘူးဆိုလို့ရှင်တော့ဒါရင်ဝမ်းနေစရာကောင်းမှာဖြစ်သွားပြီဒါကြောင့်တမန်တော်ရှင်ပေါ်တော့ဒါကိုပြောတာပါငါလောကမှာအသက်ရှင်တဲ့အခါမှာငါယုံပြီးညှို့လိပြီးတော့မှငါအသက်ရှင်တဲ့အရာကလောကမှာဖျားသခင်နှစ်သက်တဲ့သူ တမာတရားနဲ့ညီအသက်ရှင်ပြီးတော့မှကောင်းငင်ရောက်လို့ရှိရင်မိနဲ့စစ်တဲ့အခါမှာတင်ကြံခဲ့မဲ့အကျိုးကိုရမဲ့အရာတွေကိုမျှော်လင့်ပြီးမျက်မှောက်ပြုတယ်ပြီးတော့မှမမြင်ရသေးဘူးအဲ့ဒီအရာကိုရမယ်လို့သိမှတ်ဆွဲလဲပြီးတော့မှအသက်ရှင်တယ်ကျွန်တော်တယောက်ချင်းစီတိုင်းပဲကျွန်တော်တို့မျှော်လင့်ပြီးမျက်မှောက်ပြုမယ်ကျွန်တော်တို့ရဲ့လောကမှာအသက်ရှင်ခြင်းရဲ့အဖြေကျွန်တော်လောကမှာအသက်ရှင်ခြင်းရဲ့ ရလက်ဝန်းနေเสียမဖြစ်စီခြင်းကျွန်တော်တို့အကျိုးကိုရပြီးမှထာဝရအရှုံးမဟုတ်တဲ့သူကဘာလဲဆိုတော့အနိုင်ရတဲ့သူတွေဖြစ်မယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းဒါကိုဒီနေ့ထိကြိုးစားဖို့လိုအပ်ပါတယ်ဝိညာဉ်တော်အားဖြင့်ဖခင်စကားကိုသခင်ပြန်နှစ်တက်တဲ့သူဖြစ်အသက်ရှင်ပြီးတော့မှကျွန်တော်မျှော်လင့်တဲ့အရာကိုမျက်မှောက်ပြုပြီးတော့ မမြင်ရသေးတဲ့ထာဝရအကျိုးကိုတိမှတ်ဆွဲလန်းပြီးတော့မှ အသက်ရှင်ဖို့အတွက်ဒီနေ့ဝင်ငှချင်ပါတယ်အားလုံးပေါ်မှာဖျားသခင်တိုင်ကောင်းချီးပေးပါစေ